မမေမီလဲအောင်နော်ဦးဇင်းတို့ဆွေးနွေးစေချင်ပါတယ်ဦးဇင်းတို့ဒီမင်္ဂလာတရားတွေနဲ့ပတ်သက်ပြီးတော့အဲဘယ်လိုမြင်လဲပေါ့နော်မာတာပြည်သူဥပဋ္ဌာဏဗုဒ္ဓတာရတတင်ဟောမြင်တော့ကဘယ်လိုနားလဲခဲ့တယ်လဲအခုဘယ်လိုနားလဲတယ်လဲဒီမင်္ဂလာနဲ့ဦးဇင်းတို့ရဲ့တိုင်းပြည်ကြီးကိုဘယ်လိုမျိုးတည်ဆောက်မလဲပေါ့နော်ဒီဥစ္စာလေးကိုဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါအဲကျေးဇူးတင်ပါတယ် ရှင်ပါဗျာဆွေးနွေးဖို့အတွက်ဖိတ်ခေါ်ပေးရတဲ့အရှင်ဗျာကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ဗျာတပည့်တော်ရှိခဏဦးကအရှင်ဗျာဟောကြားသွားခဲ့တာတွေကိုလည်းနိုင်ခဲ့ရပါတယ်ဗျာလက်ရှိမှာတော့အဒီမတိုင်ခင်ပေါ့ဗျာအတပည့်တော်တို့ရဲ့ပတ်ဝန်းကျင်အနေထားနဲ့တပည့်တော်တို့မိသားစု အရာဆိုလို့ရှိရင်လည်းယခင်တော်ကဆိုလို့ရှိရင်ဒီဂျင်းဖုံးကြီးတွေ ဟောကြားခဲ့တဲ့ခြင်းတရားတွေနဲ့တပည့်တော်တို့လည်းအသားကျခဲ့မှုပါတယ်ဒီယနေ့ဒီမင်္ဂလာတရားတော်ရဲ့ကောင်းစဉ်အဲနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်လည်းဆရာတော်ဘုရားဟောကြားသွားခဲ့တယ်လို့မျိုးပဲမိဘမြေကြီးတစ်ဆက်သာသမီဆင်းရဲတက်တက်ဆိုတဲ့လောချစ်ကြီးနဲ့တပည့်တော်တို့ကကြည်ပြင်းလာခဲ့ရတာအမှန်ပါပဲဗျာအဲတပည့်တော်တို့ရဲ့စိတ်ထဲမှာဆိုလဲအယိုးဆွဲနေ ခဲ့တာကကိုမိဘကိုစိတ်ဆင်းရဲအောင်မျက်ရည်ကျအောင်လှုပ်ခဲမိလို့ရှင်ကိုမမမမမပေါ့ဗျာအဲအဲ့လိုလှုပ်ခဲမိလို့ရှင်ကိုရဲ့ရှေးရှောက်ဘဝခီလန်းကကြမ်းတမ်းမယ်ဆင်းရဲလိမ့်မယ်အဲဘာလို့လုံးမအောင်မြင်ဘူးဆိုတဲ့ logic ကြီးနဲ့တပည့်တော်တို့ကအဲအကျိုးဆွဲနေခဲ့ပါတယ်အဲရိုက်သွင်းခံနိုင်ခဲ့ရပါတယ်ဗျာအဲ့ဒီအတွက်အဲတပည့်တော်တို့ကကျတော့တခုကောင်းတာကကျတော့ဒီ main online တို့လိုမျိုး နေဝင်းတို့လိုမျိုးတော့တပည့်တော်တို့မိဘတွေကအာအရမနဲ့ဓမ္မကို လုံးဝကြီးအဆန့်ကျင်ဘက်ကြီးတော့ဖြစ်နေတာမျိုးမဟုတ်တာမျိုးကတပည့်တော်တို့ကံကောင်းတယ်လို့တော့ယူဆမိပါတယ်ဗျာဒီပါမြင့်ကြီးတစားသာသမီစင်ရဲ့တသက်ဆိုတဲ့အကြောင်းအရာကလွဲလို့ရှိရင်တော့ဂျန်တဲ့နေရာမှာတပည့်တော်တို့မိဘတွေကတော့ဒီကောင်းရာကိုညွန်ကြားတဲ့ပေးတဲ့အပညာကောင်းတဲ့ပညာအမွေတွေကိုပေးခဲ့တဲ့တက်နိုင်သူတို့တက်ဆွမ်းတဲ့လောက်အသူတို့မှာရှိတဲ့ပညာဘဝတုတ္တလေးနဲ့တပည့်တော်တို့ကိုကောင်းတဲ့အရာတွေကိုဒါလက်ဆင့်ကံအမွေပေးခဲ့တဲ့မိဘ တွေလို့တော့ပြောရပါမယ်ဗျာအဲ့အတွက်လည်းအဲဒီမိဘတွေကိုတော့ကျေးဇူးတင်ရှိပါတယ်အဲဒီတခြားတပည့်တော်လေးလာမိတလောက်ကကြတော့တခုတချို့တပည့်တော် ခုနပြောသလိုအယိုးတော့ဆွဲနေခဲ့တယ်ဒါပေမဲ့အဲစာရီဘာရီဖက်လက်လန်းမိတလောက်ဖက်တယ်ပဝင်းကျင်ကမိသားစုတွေကိုကြည့်ခဲ့အခါမှာအာဒီကိုတီးခဲ့တဲ့အကြောင်းအရာတွေဒီလည်းပဲအအမြဲတမ်းမန်နေတာမဟုတ်ကြောင်းလည်းတပည့်တော်တွေ့ရှိခဲ့ရပါတယ်တချို့မိဘတွေဆိုလို့ရှိရင် တန်းသမီးတွေကိုငွေတယ်ငွေပြီးသွားလို့ရှိရင်သူတို့ရဲ့ကောင်းကျိုးအတွက်တက်တက်အဲဒီမိဘဂျေဆုဆိုတာရို့ကင်ဆယ်ပြီးတဲ့အခါကျတော့သူတို့ရဲ့ကောင်းကျိုးအတွက်ကိုသားသမီးတွေကိုမလုပ်ချင်တဲ့အလုပ်တွေကိုအာရမစိတ်ခိုင်းတာတွေတချို့ဆိုစိုးစိုးဝါးဝါးရောင်းစားတယ်ဆိုတဲ့အဆင့်တွေအထိပါလောက်တာတွေကိုလည်းလက်တွေ့မြင်တွေ့ကြားသိရတဲ့အခါမှာ အဲ့ဒီအချိန်ကျမှတပည့်တော်ကဒီမိဘဂျေဇူးဆိုတိုင်းမိဘဆိုတိုင်းလဲမမှန်ကန်ကြောင်းဒီအဲမိဘရဲ့စိတ်ဆန္ဒရှိရဲ့အတိုင်းလဲသားသမီးတွေလိုက်ပြီးတော့လှုပ်ဆောင်နေတာတွေဒီမမှန်ကန်ကြောင်းဆိုတော့ကိုတပည့်တော်ကအဲ့ဒီအချိန်ကျမှတဲတဲကွက်ကွက်သိမြင်ရပြီးတော့မိဘတွေဒီလဲပဲမားနေတယ်ဟေ့ဆိုလို့ရှိရင်သားသမီးတွေကထောက်ပြနိုင်တဲ့အဲပညာဗဟုသုတသားသမီးတွေကပြန်လဲပြီးတော့ ညဝေပြီးတော့သူတို့ကိုလမ်းမှန်ကိုတည့်ပြီးနိုင်တယ်ပညာဘဝသုဒ္ဓရှိဖို့လိုအပ်တယ်ဆိုတာမျိုးကိုလည်းတပည့်တော်လေ့လာမှတ်သားခဲ့ရပါတယ်နောက်ပိုင်းမှာတော့တပည့်တော်တို့မိသားစုအနေနဲ့ဆိုလို့ရှိရင်လည်းအဲ့လိုအကြောင်းအရာမျိုးနဲ့များကြုံတွေ့လာခဲ့သည်ရှိတော့မိဘဆိုတဲ့အတွက်တော့အကိုကရင်းရင်းဒီတင်းနေတော့အဒီယာမန်နဲ့ဒီယာမားတဲ့ဒီလိုလုံးမရမယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ကိုတက်တဲ့အပညာရည်ချင်းဘက်ကနေပြီးတော့စွမ်းရည်ဘက်ကနေလှည့်ပြီးတော့ အနုအနုနည်းနဲ့ပေါ့စကားအလားလေးတွေနဲ့အဲ့လိုမျိုးတိမ့်သွင်းပြီးတော့မိဘတွေကိုအမှန်ဒီတိအောင်လို့ပြန်လည်မြောက်ဝေတဲ့ပုံစံမျိုးနဲ့အဲ့လိုပုံစံလေးမျိုးလေးနဲ့တွားရပါတယ်ဗျာပြီးတော့ခုနကပြောသလိုမျိုးမိဘတိုင်း ဒီလေပဲမန်ကန်နေတဲ့လမ်းကြောင်းကိုသွားနေတာမျိုးမဟုတ်တလို့အဲတသမိတွေတိုင်းဒီလေမန်ကန်နေတာမျိုးမဟုတ်တဲ့အတွက်အရှင်ပြားဟောကြားခဲ့တယ်လို့မျိုးပဲအပြန်အလှန်ထင်းကြောင်းနဲ့အပြန်အလှန်ကျေးဇူးပြုတဲ့အပြန်အလှန်အသိပညာတွေလမ်းမှန်တွေကိုတည့်ပေးတဲ့ပုံစံမျိုးနဲ့သွားမှာဒါအာဒီမိသားစုတွေမိသားစုတွေကနေမှတစ်ဆင့်အဲရက်ကွက်မျိုးအစရှိတဲ့ပြင်တနိုင်ငံလုံးတပည့်တော်တွေရဲ့တနိုင်ငံလုံးကအခု ုလိုမျိုးမြင်္ဂလာရှိတဲ့တပည့်တော်တို့အဆွေးနွေးနေကြတဲ့လိုမျိုးမြင်္ဂလာရှိတဲ့နိုင်ငံတော်မျိုးဖြစ်လာမယ်ဆိုတာမျိုးကိုလည်းတပည့်တော်လေးလာမသားရပါတယ်ဗျာအရှင်ဘုရားဟောကြားသွားတဲ့တရားတော်ဒီမှာဆိုလို့ရှိရင်လေဒီရခင်တပည့်တော်တို့အယိုးဆွဲခဲ့ရတဲ့ဒီခြင်းတရားတော်တွေခြင်းဖုံးကြီးတွေဟောကြားခဲ့တယ်ခြင်းတရားတော်တွေကနေမှဝဲလွဲနေတဲ့လွဲမားနေတဲ့အချက်တွေကိုလေလေ့လာမှတ်သားသိယူရပါတယ်အဲ့ဒီအတွက်လေတပည့်တော်တို့ရဲ့ အဲဒီပဝင်းချင်းမှာရှိတဲ့အဲဒီနောက်လာမယ့်မျိုးဆက်တွေအတွက်ကိုလည်းတပည့်တော်တို့ရဲ့ပြင်ဆင်တဲ့အတွေးခေါ်တွေဘုဒ္ဓတရားတွေလည်းအများကြီးရပါတယ်ဗျာအခုလိုမျိုးဆွေးနွေးပွင့်ရတဲ့အတွက်လည်းကျေးဇူးထူးတင်ရှိပါတယ်ဗျာဆွေးနွေးပြတဲ့တဲ့ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်တော့ဦးဇင်းတို့ကမမမမမိဘတွေကိုမပြောဘူးပေါ့နော်ခုနပြောတယ်ငါပြောလိုက်ရင်မိဘစိတ်ချင်းရဲ့တော့မလားညည့်ရကြတော့မလားမြည့်ရကြတော့ရင် ငါတို့တတလုံးဒုက္ခရောက်မယ်ဆိုတဲ့ဥစ္စာနဲ့မပြောတော့ဘာဖြစ်လာလဲဆိုတော့မိဘလည်းပဲခေါင်းကပြောခဲ့တဲ့အမားပေါ့အမားစင်မာပြင်းမာရင်နဲ့ပုပ်ပုပ်ပြီးတော့ဝိဇင်းတို့ရဲ့တိုင်းမိရာဒုက္ခရောက်လာတာပေါ့တကယ်တမ်းရေးဆိုတော့ကိုကအမားမှန်ပြောပြကြရအမားမှန်ပြောကြရတဲ့နဲ့တူပါတူလုတ်ပြီးတော့တူပါတူမျက်ရည်ကျတာကကိုကြောင့်မှမဟုတ်တာသူရေးချယ်တယ်လမ်းပဲဒါကိုမိမိတို့က စနစ်တကျသွားရမှာပေါ့နော်ဝိသုဒ္ဓတောင်မြို့မှာကန္နကုံဆရာတော်ကြီးဟေ့ဆိုလေဆိုဆုံးမခဲ့တာနော်မိဘဇေယဖြစ်စေကလည်းသူဟာဘာလပန္နိတဟုကျန့ခွဲလစ်တွေ့တိုင်းရှိစနစ်ကျစီခွဲဆိုတာဒါဆရာတော်ကြီးတွေကတောင်မြို့မှာကန္နကုံဆရာတော်ကြီးတို့ကြတော့အရန်အမြင်ကျဲပါတယ်နော်မိဘပဲဖြစ်ဖြစ်ဆရာပဲဖြစ်ဖြစ်တဲ့သူဟာဘာလလားပန္နိတလားခွဲရမယ်တဲ့ပန္နိတလမ်းစဉ်ဟေ့ဆိုရင်တော့ကိုလိုက်ရမှာပေါ့ကိုအကျိုးအကြောင်း အမှန်မှန်နေနဲ့ခွဲခြားစိတ်ဖြာပြီးတော့ကိုယ်ညွန်ပြတဲ့အတွက်ကြောင့်ဒီလန်းတော့လိုက်ရအောင်အဲသူကဘာလာဖြစ်နေတယ်မိဘကဘာလာဖြစ်နေတယ်နော်လုံးဝမဟုတ်ဘူးဟေ့ဆိုရင်တော့သူ့နောက်ပဲလိုက်လို့ရမှာလေအခုကခတ်တာကမပြောကြဘဲနဲ့လိုက်ကြတာလေနော်နေဝင်းမျိုးဆက်အကုန်လိုက်တာပဲအကုန်လုံးခုနကပြောတဲ့လူမိုက်တွေကြီးပဲမွေးထုတ်တာယနေ့တည်းအထိဤလူတွေကိုစိန်ခေါ်နေတာအင်းနေဝင်းတို့ဟေ့ဆိုဘာလို့လဲဟေ့ဆိုတော့သူကလက်ကြောမသိမ်းမနဲ့ခိုးထားခဲ့တဲ့အရာတော်သူကအရာတော်တွေ့သွားကြတယ် အဲ့တော့ဦးဇင်းတို့ရဲ့တိုင်းပြည်ကလူဘလာတွေများလာတော့အမင်္ဂလာတိုင်းပြည်ကြီးဖြစ်တာပေါ့ဘုနာပြောတဲ့တန်းရှိတို့လည်းထုံနီး၎င်းလေးနော်သူတို့သာရမီတွေတာယာခဲ့ကြတာပဲဘာမှမပြောဘူးနော်ဘာလာနောက်ကိုလိုက်ပြီးဘာလာတွေဖြစ်ကြတာပဲအမားတွေဖြစ်ကြတာပေါ့အဲ့တော့ဦးဇင်းတို့ရဲ့တိုင်းပြည်ကဘလို့လုတ်ပြီးမင်္ဂလာရှိတဲ့တိုင်းပြည်ဖြစ်တော့မယ်နော်လမ်းတွေလွဲပြီးချင်းလွဲတာပေါ့ဒါကြောင့်ဆရာတော်ကြီးကမိဘဆရာဖြစ်စေကလည်းသူကဘာလာပန္နိတဟုကျမ်းနာခွဲလက်တွေ့တိုင်းရှိတွေ့တိုင်းရှိဆိုတာကို့အဖေပြောတဲ့စကား ကိုယ့်ဖေရဲ့အပြုအမူကိုယ့်ဖေရဲ့စိတ်အနေအထားမယင်မားတယ်ပြောရင်ဒါဟာတကယ်ချစ်ရကြောက်ခုနကပြောခဲ့တဲ့ချီးမြောက်ခြင်းအစစ်ဥပဋ္ဌာဏအစစ်ဖြစ်တယ်အခုကကြတော့ခုနကပြောခဲ့တဲ့မယင်မားရင်နေရေးဆိုတော့အဲ့ဒီမိသားစုကဲတွက်ကြည့်တယ်နေဝင်းမိသားစုဟေးဆိုအကုန်လုံးဟင်းဆိုပြီးတရွေးထွေးသွားတာလေလူမမဖြစ်တော့တာနော်ပကုန်းတစ်ဖက်ချာကောင်းပေါက်ပြီးတော့လူဖြစ်တော့မွေးဖွားလာ ဲ့ဒါပေမဲ့ရှင်တန်တော့ခွေးအဖြစ်နွားအဖြစ်တလိမ့်ဆန်တဲ့အောက်တန်းကြတဲ့ဘဝတွေနဲ့ရှင်တန်နေတဲ့ဘလောက်ထိခင်းတာစရာကောင်းလဲအဲ့လိုလူတွေမိသားစုတွေများလာတယ်ဟဲ့ဆိုတိုင်းပြည်ကအမင်္ဂလာဖြစ်တာဒါတွေကဝိုင်းပြင်ကြရအောင်ယနေ့လေးပဲဒါရှေ့ရလန်းတွေကိုမှန်တယ်ထင်းပြီးတော့ဘုရားပြေခဲ့တဲ့မိစ္ဆာကောင်မင်းအောင်နိုင်တို့ကဆက်လျှောက်အကုန်ရှုပ်ကုန်တာဘုန်းကြီးတွေကလည်းဒါတွေကမှားတယ်ဟဲ့ဆိုတာစနစ်တကျမိသားစုတွေရဲ့အပြန်အလှန်ချင်းမြောက်ခြင်းတွေကိုတွားကြရမယ်ကိစ္စတွေကိုမတင်ခဲ့ဘူး။အမအကြီးတွေကငါတို့ပေါင်းစားနေရရင ကိုကေတာပဲဟိဆိုတဲ့ပေါင်းစားတဲ့ဝေးကိုတွားခဲ့ကြဒီကြတဲ့သူတို့ကိုသူတို့ဘွဲတွေယူပြီးတော့ကိုကိုကိုပန္နိဒလိုလိုပါလိုလိုနဲ့လူလေရလဲလောက်ကြနေတာအဲ့ဒါနဲ့ဦးဇင်းတို့တိုင်းပြည်ကြီးဟာနော်နုံနစ်တဲ့ဘဝတွေရောက်လာခဲ့ကြတာပေါ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်